အခုကအာနာရှင်ကိုအပြတ်ချင်းမှုဒီအန်ယူဂျီကကန့်လန့်ခံထားတယ်မင်းတို့ရခိုင်နေကိုစောက်ဖက်မလုပ်ဘူးပြက်တနာပဲလှုပ်ပင်းနေတယ်အခြားကလောင်ကိုဝန်ကြီးခန့်ပြီးတော့အခြားကလောင်နေရဲ့အခွင့်ရေးနဲ့ကဘာပတ်တာနော်မင်းတို့သိအောင်ငါပြောပြတာဒါငါကမျက်လုံးနဲ့မြင်နေရတယ်လေ ဟုတ်ပြီလားငါအားလုံးလဲပွားနိုင်လာနိုင်နေတဲ့လူလေဆိုတော့အခြားကလောင်တော်ဝန်ကြီးဆွဲခန့်တာအန်ယူဂျီကသဘောပေါက်လားမင်းတို့ရခိုင်မှာဖြစ်နေခဲ့တဲ့ကတ္တနာတွေအားလုံးကိုအန်ယူဂျီရှို့ပေးနေတာတပုန်ကြီးနော်သဘောပေါက်ဖို့လိုတယ်ဟုတ်ပြီလားမင်းစဉ်းစားကြည့်အန်ယူဂျီဝန်ကြီးဆွဲထည့်လိုက်တဲ့အခြားကလောင်အုပ်စုက ဥထင်ကျော်တို့ဥဝင်းညတို့ဒေါ်အောင်ဆန်းစုကြည်တို့ပါဝရမ်းထုတ်ခိုင်းတဲ့ကောင်နေတကယ်ဝရမ်းထွက်ရမှာစစ်တပ်ထွက်ပြီးတော့မှအဲ့ဒီစစ်တပ်ကအဲ့ဒီလိုဖမ်းခံရတော့မှအဲ့ဒီစစ်တပ်ရဲ့ပေါ်ချက်နဲ့ဟုတ်ပါပြီဥဝင်းညလည်းပါပါတယ်ဒေါ်စုလည်းပါပါတယ်ဟုတ်လားဥထင်ကျော်လည်းပါပါတယ်အဲ့လိုလာရမှာလေကွာအကုံရောသမားຫນွေတာအခြားကလောင်နေအခုအခြားကလောင်နေကဖက်ဒရယ်ပြည်တော်စုနော် အာဒီစတင်တီတီဆောက်ရေးကော်မတီမှာသူတို့ပါပါရမယ်တဲ့အာလှုပ်လာပြန်ပြီကကြံဒီမိုကရေစီကိုသွားမဲ့ခေါင်းဆောင်တွေကိုဖန်ဝရန်ထုတ်ခဲ့တဲ့အခြားကလောင်နေပါအခုမင်းတို့အုံနောက်ရှိဖို့ပြောတာနော်ခွဲကြတတ်ဖို့ပြောတာမကြိုက်တာကိုအတိုင်းတန်နဲ့အကန့်အသတ်နဲ့ပုံရတယ်ကွာကမဆွေမှာရှိတယ်သူ့ဘော်လူနဲ့သူရောရတယ်သူ့ဘော်လူနဲ့သူထားရတယ် ဟုတ်ပြီလားဆိုတော့ပေးခြင်းနဲ့ message ကနံပါတ်1ပဲငါပြောနေရသေးတယ်ဒီဒီ NUG ဟာငါတို့ဂရိစစ်သားတွေလို့ဘောကဂရိစစ်သားကလေသူတိုက်မဲ့စစ်ရဲ့ကြိုင်ထားတဲ့လှန်က6ပေရှိရင်သူက12ပေအရှိနဲ့တိုက်တယ်အဲ့ဒါမင်းတို့မှတ်ထားအောင်နံပါတ်1ဂရိစလန်ကြီးအရန်ရှိအဲ့လှန်အရှိကြီးတွေကို ကင်တွေ့ကျင့်မှုအတွက်လေသူတို့တီးသန့် training လုပ်တယ်တတတတတ်ဆင်ပုံပြောတာနော်တစ်ဖက်က6ခုတုံးခစ်ကကွာလှန်နဲ့ထိုးဓာတ်နဲ့ခုတ်တဲ့ခစ်ကိုနော်လှဲတွေမှာသူတို့ကဘာတွေတတ်လဲဆိုတော့ခုနလိုဖြတ်လွှတ်တယ်အဲ့သူတို့စီးတဲ့နော်လှဲတွေမှာအဲ့ဒီဖြတ်လွှတ်တယ်အဲ့လှဲဝင်ရိုးရဲ့အပြင်ဘက်မှာတတ်ကြဂရိကအဲ့လိုထွန်းတယ် တစ်ဖက်က6လက်မှကင်ထားရင်သူက12လက်မှကင်တယ်တစ်ဖက်က6ပေကင်ရင်သူက12ပေကင်နဲ့လှန်နဲ့သူကတိုက်တယ်အဲ့ဒါနံပါတ်1နံပါတ်2ဒိုင်ဒိုင်ရှီယာကာတဲ့ဒိုင်โอเคဒိုင်ပုံစံကိုသူတိုက်ရမယ်တိုက်ပွဲပုံစံလိုက်အသုံးချတယ်ရင်ဘတ်ကိုပဲကာမှာလား6လောက်ထိကာမှာလားဟုတ်ပြီနော်အဲ့ဒီလိုဒိုင်ပုံစံကိုလည်းရွေးတယ်အဲ့ဒါမင်းတို့မှတ်ထားဦး ဂရိစစ်တိုက်ခဲ့တာဒါဟိုတုန်းကမတိုးတက်သေးတဲ့ခစ်ကိုပြောပြတာနော်ဒီခစ်အကြောင်းတော့လာမပြောနဲ့မင်းကိုပြန်ပြီးတော့ငါဖင်ချပြီးပြောလိုက်မယ်ဟုတ်ပြီနော်ပြောတာလေးကိုအသေးချာလိလာအုံနောက်လေးနဲ့ဒါဆိုရင်စစ်အာဏာရှင်ကိုတိုက်ဖို့အတွက်အဲ့နေဒီအစိုးရဒိုင်းဖြစ်ရမယ်အဲ့ဒီဒိုင်းနဲ့တိုက်ရမယ် အခုကမင်းတို့ကဒိုင်းမရှိတော့ဘူးအန်နေဒီအစိုးရကိုငါကြိုက်ကြလားလို့မေးမင်းတို့လုံးဝငါမကြိုက်ဘူးဒါပေမဲ့ငါတက်ရမယ့်စစ်အာဏာရှင်အတွက်ငါဒိုင်းဖြစ်သုံးချရမယ်ဆိုတော့ငါစဉ်းစားထားတယ်အန်နျူဂျီကအဲ့ဒီဒိုင်းမှာဖြတ်ပလိုက်တယ်ကွာဟမ်သူပြောတော့ယာယီအစိုးရနော် ပြီးတော့နိုင်ငံတကာအသိမှတ်ပြုခိုင်းတာဘယ်ယာယီအစိုးရကိုဘယ်နိုင်ငံတကာအသိမှတ်ပြုပေးမှလဲလို့ယူကြတာယူကြတာအထူးသဖြင့်ကရင်နဲ့ကချင်ကိုငါဥတည်ပြောနေတယ်ငါမောင်နှမတွေငါအိမ်မှာကချင်ရှိတယ်ကရင်လည်းရှိတယ်ငါအိမ်မှာအတူတူနေနေကြတာငါတို့เนาะမောင်နှမတွေလို့ဆရာတပည့်တွေနေနေကြဒါပုတ်ပွင့်လင်းလင်းပြောတာဟဲ့ တော်ရင်တိုက်ရင်ခေါင်းဆောင်လာလောက်ပါလားဆိုတော့ခွင်းမသာအဲ့ဒီကောင်နေနှုတ်ထွက်လိုက်ငါလာခဲ့မယ်စောက်ချက်မရှိဘဲနဲ့စောက်အောင်တော့မရှိဘဲနဲ့မပြောနဲ့မင်းတို့ထက်အတွေ့အကြုံအများကြီးရှိတယ်ကွာဖြတ်တန်းခဲ့ပြီးပြီကွာကျောင်းနေလဲတက်လာခဲ့ပြီးပြီကွာအများကြီးလဲလှုပ်လာတယ်ကွာစောက်ချက်မရှိဘူးတိုက်ရင်လာလောက်လိုက်ဆိုအဲ့ကောင်နေထွက်လိုက်ပြီအန်ယူဂျီကထွက်မှာလားမင်းအောင်လိုက်ထွက်မှာလားခွင်းမသာအောက်တန်းသား တောက်ချက်တကယ်မရှိဘူးပေးခြင်းနဲ့မဆိတ်ကအဲ့ဒီဒိုင်းကောင်အန်ယူဂျီဖျက်ပလိုက်တယ်ငါတို့88ကအန်အေဒီကိုဒိုင်းလုပ်ပြီးအာနာရှင်ကိုတိုက်မယ်ဆိုတော့ငါတို့ဆုံးဖြတ်ချက်ချခဲ့တယ်ဟုတ်ပြီလားဒါနံပါတ်1ပြောကြတာနံပါတ်2ထပ်ပြောမယ်အရန်ဆဲဆူမိုက်ရိုင်းတာငါမုံရအောင်ရှင်တော်ပြောတာသူလဲတားမရဘူးတဲ့ဥဝင်းထင်ကြဘူးတဲ့မုံရအောင်ရှင်ကအဲ့တိုင်းပြောတယ် ဲ့ဆဲဆုံနေတဲ့ကောင်မကြီးနဲ့ဝင်းထိန်နေဘာမှန်းလဲသူလည်းမသိဘူးငါတော့သိတယ်သူမသိဘူးဟောအခုကြမှာဟော RF လည်းမရှိတော့ BO လည်းမရှိစောက်လို့စောက်ကင်မရှိတော့တဲ့ဟို88ကကောင်နေအခုထပြောနေတယ်အရန်မိုက်ရိုင်းလို့ဓာကြီးကိုမထိန်ကြဘူးဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုဖြစ်နေကြတယ်ဆိုလှူလဲလှူရတယ်အဆဲလဲခံရတယ်ကွာဆိုမင်းတို့တော်လှန်ရေးကြီးဟာလွဲသွားပြီလေ ရခိုင်လူမျိုးတွေတို့လှူတာဆဲတာကြားဘူးလားကချင်တွေကိုလှူတာကြားဘူးလားဆဲတာကရင်တွေဆဲတာကြားဘူးလားရှမ်းတွေမွန်တွေဆဲတာကြားဘူးလားတို့လှူလိုက်တဲ့လူတို့ပြန်ဆဲနေတာကြားဘူးလားမရှိဘူးလေမင်းတို့အန်ယူကြီးအတိုင်းဝိုင်းမှာပဲရှိတဲ့တောင်းချမ်းမှုကြီးလေမိုက်ရိုင်းမှုကြီးလေစော်ကားမှုကြီးလေဒါကြီးနဲ့မင်းတို့ကအစိုးရဖြစ်ကျင်နေတယ် ဟုတ်မဲဆောက်မှာခွေးကရက်မှာပုံးအိတ်နေတဲ့နေဖုံးလက်မင်းစဉ်းစားအောင်ဝရာမင်းချွတ်တားလေးกว่าငါသိတာတော့ပြောချင်တာအော်အခုဖဲတွေ့ကိစ္စကြတော့တဲ့ NLD ရဲ့စီးစီဆုံးဖြတ်ချက်တဲ့သူတို့အစိုးရဖွဲ့တာတို့ CRP ဖွဲ့တာတို့စီးစီဆုံးဖြတ်ချက်မပါဘူးပေါ့ဟမ်ဟုတ်တယ်မလားဟဲ့ကောင်ငပိ့ကိုမင်းဖုတ်ပဲဖုတ်ဖုတ်ကြော်ပဲကြော်ကြော်กินမဲกินกิน နေပဲလှန်လှန်နန်နေกว่าအဲ့မှတ်တာနော်မင်းကငပိရငပိပဲရှင်းပြီလားငွေအောင်ဘယ်လိုမှလုပ်လို့မရအောင်အမေရိကန်က company တွေမှာငါသွားဘူးတယ်မြန်မာတွေအလုပ်လုပ်နေတာโอเคเนาะထမင်းဘူးတဲ့ထဲ့လာတဲ့ငပိကျော်ကိုအတူတူမိုက်ခရိုဝေ့တဲ့ထဲ့နှွေးလို့ ဒီ company ကထမင်းစားကန်းလူတွေကဖနက်မီးလောင်နေပြီဆိုပြီးထွက်ပြေးကြတာကွာနေဖုံးလက်ငပိကောင်နော်မင်းလိုကောင်မိုက်ခရိုဝေ့တဲ့ထဲ့နှွေးလိုက်တကဘာလုံးထွက်ပြေးမှာသဘောပေါက် okay လေရင်ပေါ်မှာမင်းငပိကျော်ကျွေးလို့မရဘူးကွာနိုင်ငံဘောင်းဆောင်ကပါလာတဲ့လူငပိပုတ်ပေးလို့မရဘူးကွာဆိုတော့ဒါကိုနားလည်အောင်ပြောပြတာတလောက်မိုက်ဆိုင်ထွားချိုင်းနေတဲ့ အဲ့ဒီမိုက်ဆိုင်ထွားချိုင်းပူကြီးနဲ့ဇင်ခံအိမ်ဝဲကျောင်းဝဲကားဝဲနော်ပွဲတော်တွေလုပ်နေတာအဲ့ဒါမင်းတို့အတိုင်းဝိုင်းလေးတစ်ခုပဲ international အတိုင်းဝိုင်းကြီးမသိဘူးစိတ်လဲမဝင်စားဘူးဒါမဲ့အဲ့ဒီအတိုင်းဝိုင်းကကမင်းတို့တွေကအတိုင်းဝိုင်းတွေအလှော်တွေအများကြီးရှိတယ်ပညာဓာတ်အတော်တွေချမ်းသာတဲ့အလှော်တွေနော်ပြီးတဲ့အခါကျတော့တရားအားထုတ်နေတဲ့အလှော်တွေ အများကြီးအများကြီးအများကြီးတိုင်းရင်းသားအလှော်တွေခရစ်ယာန်အလှော်တွေအစ္စလာမ်အလှော်တွေဟိန္ဒူအလှော်တွေဗုဒ္ဓဘာသာအလှော်တွေအဲ့ဒါကြီးကိုမထောက်ခံနိုင်ကြတော့ဘူးဒါကိုပြောပြနေတာနော်နေဖုံးလာကောင်းလေးပူတူတူလေးနှက်လေးညှစ်လိုက်အောင်မယ်ဟုတ်မလားပြောစိတ်ဝမ်းစကားပြောအောင်ပြောတာမဟုတ်ဘူးမင်းတို့ဘယ်ကောင်မှစောက်ကူမဆိုင်ဘူး မင်းတို့ခွဲလို့သဘောထားတာ NUG ကခွင်းမှသားရဲ့ဟမ် NUG တလောက်ရွှေ78ပိတ်သာရနေတယ်ခွင်းမှသားမင်းသိလားလားအောက်တန်းစားတွေတက်လာစောက်ချက်လည်းမရှိဘူးဘေကြောင်ကတွန်တွန်တက်တာလည်းမသိဘူးနှစ်ကြောင်ဖတ်သုံးကြောင်ဖတ်နဲ့တက်တက်လာတယ်ဘာစောက်ကြမ်းကြည့်ထားတဲ့កောင်မှလည်းမရှိဘူးနော်ပြောပြမယ်အာဇာနီနဲ့တမိုင်းကိုပြောရင်ဒုတ်ထွဲဒုတ်ဆွဲဒါဆွဲရှင်းရမယ် 没标准了物，好了，阿三，你的淘宝你的狗要点好物，不嘛的嘛，阿淘宝包来，啊，搿罗就来吃过了，阿你来弄买瓜，对，行了，是咯，北京的没谁个，爱老买陕里的，六点啥鸡啊，阿那也比欧洲没实免不老？赵虎讲了，肯定把你骗你了，啥子目的不老，第二牛是奥马。 ဖြစ်ပေါ်နေတယ်လေဒါတွေတို့ပြောနေကြတယ်လေဘလို့စီးမဲ့ကမ်းမဲ့ဖြစ်နေတယ်လေဟုတ်လားဒါကိုနံပါတ်1ပြောတာနံပါတ်3ပြောပြ UN တန်အမတ်ကျော်မိုးထွန်းကဒေါ်အောင်ဆန်းစုကြည်အစိုးရခန့်ခဲ့တာနော်အပေချာပြောပြတယ်နော်ဖင်မရားနဲ့နော်တကယ်တတ်လို့သိလို့ပြောတာငါအိန္ဒိယတန်အမတ်နဲ့တွေ့ တွေ့တော့မြန်မာပြည်လင်းချောင်းနဲ့ဘုံကျဲခံရတယ်မြန်မာပြည်စာတင်ချောင်းနဲ့ဘုံကျဲခံရတယ်ဒါအတူပြောပြတော့ तू ကဟုတ်တယ်တဲ့ तू လည်းအဲ့ဒါမျိုးဖတ်ရတယ်တဲ့လူမှုကွန်ရက်ပေါ်မှာတဲ့သူ့သကလုံးနားထောင်တော့တန်တမန်ပြောတဲ့သကလုံးလူမှုကွန်ရက်ပေါ်မှာ तू ဖတ်ရတယ်တဲ့ဒါပေမဲ့ဒီအမေရိကန်နိုင်ငံမှာကုလသမဂ္ဂမှာတာဝန်ထမ်းဆောင်နေတဲ့ ပန်အမတ်ကြီးရဲ့ page မရှိဘူးတဲ့ website လည်းမရှိဘူးတဲ့အဲ့ဒီအပေါ်မှာဒီအကြောင်းအရာတွေကိုရေးမှသာလျှင်ဒါကိုတန်တမန်ချင်းတည်င်းဖြန့်ဝေမှု ဖလှယ်မှုအဖြစ်တရားဝင်တယ်တဲ့ဘာမရှိဘူးကျော်မိုးထွန်းက UN မှာစကားပြောတာမြန်မာနောင်းကတည်င်းရဲ့ခေတ္တရတည်င်းရဲ့ဟိုတုန်းက RFP လို့ BO ရတည်င်းနေပြောနေတာပြောကျင်တာ နားလေအောင်ပြောပြတာနော်တန်ခင်းတမန်ခင်းဆိုတာတန်တန်ချင်းထုတ်ထားတဲ့လူမှုကွန်ရက်တွေ Twitter တွေ website တွေအဲ့ဒီအပေါ်ကနေတရားဝင်မှုခိုင်မာမှုကိုယူတာအဲ့ဒါမရှိဘူးဒါသိအောင်ပြောပြလိုက်ရဒီ၃ချက်ဟုတ်ပြီလားဒါကြောင့်ကျွန်တော်ခင်ဗျားတို့ပွင့်ပွင့်လင်းလင်းပြောပြမယ်ကျွန်တော်မိုက်ရိုင်းခဲ့တာမပါဘူးနော်ကျွန်တော်ပြင်းပြင်းထန်ထန်ပြောတာပဲပါတယ် ဒါကြောင့်စဉ်းစားတဲ့မှာเนาะခမားတို့6လပဲကြံတော့တယ်ကြော်မိုးထုံးစီမှာ page လည်းမရှိ website လည်းမရှိအရေးကြီးတာကတန်တမန်တယောက်ရေးတဲ့သတင်းနဲ့ခမားတို့အပြင်ကပြောနေတဲ့ဥစ္စာနဲ့တရားဝင်ပုံချင်းမတူဘူးလို့ကျွန်တော်ဒါကိုပြောတာအချိန်တိုင်းသူတင်ပြနေရမယ်เนาะမြန်မာနိုင်ငံရဲ့เนาะပြည်သူလူထုအန်အေဒီခန့်ထားပေးခဲ့တဲ့အခု NUG ကိုလက် လက်ပုံးချောင်းထောင်ပြီးတော့မြောက်သွဲကျော်ဖြစ်သွားတယ်ကြော်မိုးတော့စောက်ခုလည်းမဆိုင်ဘူးအဲအကောင်ထက်ပို့တတ်တယ်အင်္ဂလိပ်လိုโอเคသဘောပေါက်အောင်ပြောလိုက်တာဆိုတော့ပေးခြင်းနဲ့မဆိုင်ကအရာဝင်အောင်လုပ်တဲ့နီးပို့သိဖို့လိုတယ်ဒါကိုပြောတာဒါကြောင့်မြန်မာအိရှူကဘယ်တော့မှအရှိရောက်မလာတော့ဘူးဘယ်နိုင်ငံမှလည်းနားမထောင်ကျင်တော့ဘူး ဲလိုဖြစ်သွားတဲ့အတွက်ဇင်မာအောင်ရဲ့တန်ခင်းတမန်ခင်းကြဆုံးပါတယ်လို့ကောက်ချက်ချနိုင်တယ်အမှန်မှ UN တန်အမတ်ကြီးကိုနိုင်ငံသားရေးဝန်ကြီးလုပ်တဲ့ဇင်မာအောင်ကနော်မြန်မာပြည်အခြေအနေတွေနဲ့ချိတ်ဆက်ထားပြီးတော့ UN တန်အမတ်ကြီးရဲ့ website တွေ page တွေဒီအပေါ်တွေမှာဘာသာတော်ခမပြန်စရာတိတ်မလို့တော့ AI ကအကုန်ပြန်ပေးတယ် အဲ့ဒါတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်အခြားပန်တမန်တွေပါเนาะကြီးစုလေးလာလို့ရအောင်မှန်ကန်တဲ့သတင်းတွေလူအခွင့်ရေးချိုးဖောက်မှုတွေရာဇဝတ်မှုတွေเนาะပြည်သူပြည်သားတွေတိုင်းရင်းသားတွေခံစားနေရတာတွေကိုမီးနှစ်အလိုက်တင်ပြနိုင်မှသားလျင်နိုင်ငံတကာကแน่แน่လေးမင်းတို့အပေါ်ကိုအာယုံတက်ရောက်လာနိုင်ပါတယ်လို့ပြောရင်းနဲ့เนาะဒီမှာဝင်ပြီးတော့ဟုတ်ပလား နှစ်ချောင်းဖတ်သုံးချောင်းဖတ်အောက်တန်းစားတွေကိုတော့ဘိုင်းပိုင်ပါလို့ပြောရင်လည်းအခြားသောပြည်သူများတိုင်းသူပြည်သားတိုင်းရင်းသားများညီကိုမောင်နှမများကိုတော့အထူးလေးစားကာရဝနဲ့ပြောခဲ့ပါတယ်ဗျာကိုရှယ်လေးပါ